ော့တွေမပေါ်ခင်အနုဆယ်လီဘရီတွေဆိုတာမပေါ်ပေါက်လာခင်တကယ်တည်းကကျွန်တော်တို့အနုပညာကိုစလုပ်ခဲ့တဲ့သူတွေဆိုတော့ဒီအလုပ်လေးပုံမှာပဲတစ္ဆာရှိရှိနဲ့ကျွန်တော်တို့အမြဲတမ်းလုပ်သွားမှာမလုံနိုင်တဲ့တနေ့တော့လုံလုံကြောက်ခိုင်းရမှာပေါ့ကျွန်တော်ရဲ့ဆရာတယောက်ပြောဘူးတယ်မင်းဟာတဲ့အနုပညာတမလုံးမှာလား ဆယ်လီလုံးမှာလားအေးအဲ့ဒါဆိုအနုညာသမားဆိုဆွဲစုံလုံးနိုင်ရမယ်ကွာအနုပညာရှင်မဟုတ်ဘူးเนาะအနုပညာသမားခံယူတိုင်းဆွဲဆွဲစုံ လုံးပြနိုင်စွာရှိရမယ်ဆွဲစုံလုံးနိုင်ရမယ်နမဲလေးမင်းတို့တို့ရင်ခလုံးပန်းခမရအောင်တော့ကမရတာလည်းများလေပြီဗျာသူတို့ကငိုတတ်မှဒရမာရမှသူတို့ကမင်းသားဆိုတဲ့နေရာကိုသူတို့ကမြင်ကြတာအဲ့အဲ့အယူလွဲတွေကိုလည်းကျွန်တော်က၆ပြတ်ချင်တယ် အဲ့တော့ကျွန်တော်အနုပညာသမားစင်စံအလုံးနဲ့ပဲကျွန်တော်တတ်သိပြမယ်။ဟာတာကိုလုံးကြည့်လိုက်ပါ။ငိုတာတက်ပုံခတ်ပါတယ်။ကျွန်တော်တို့ကအနုပညာအလုပ်ပဲကျွန်းကျွန်းကျင်ကျင်လုပ်တတ်တယ်။မျိုးကုံမြောက်ကဒီစည်းဝိုင်းမှာသွားလုံးရင်အနုပညာကိုဘယ်လိုသွားလုံးမလဲ။အဲ့တော့ကျွန်တော်တို့မှာအနုပညာကိုချက်တဲ့စိတ်နဲ့ကောင်းလဲဆံမယ်မကောင်းလဲခံမယ်။ကျွန်တော်တို့အနုပညာချက်တဲ့စိတ်ကဒါပဲ။ပတ်စံရလို့အနုပညာလုပ်တာမဟုတ်ဘူးနော်။ ပတ်စံမရခင်အချိန်တည်းကအမှုပညာကိုကျွန်တော်ကလုပ်ခဲ့တယ်။ဒီအမှုပညာကိုလုပ်လို့ဘဝပြတ်သွားမယ်ဆိုရင်လည်းလုပ်နေမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ဝါသနာပါရတာကိုဘောဓမဘောကံနဲ့ချင်းသမချင်းကတ်တယ်။အမှုပညာကစုံကိုပြောအမြဲတမ်းနောက်ပတ်တော့ဘာမှမကားလို့အိမ်မနေနေတော့လက်ကလေးချိုးနေနဲ့တချင်းလေးစုံနေလိုက်အဲတိအဲဒါအမှုပညာတမားမောင်စီးစစ်လာတဲ့သွေးသားတယ်။အဲဒီအရာတွေကဘယ်တော့ပြောင်းမလဲဆိုသိမှာပဲပြောင်းမှာ။အဲတော့ကျွန်တော်တို့ကအမှုပညာကို ီလိုမျိုးတစ်တော့တွေမပေါ်ခင်အနုဆယ်လီဘရီတွေဆိုတာမပေါ်ပေါက်လာခင်တကယ်တည်းကကျွန်တော်တို့အနုပညာကိုဆလုပ်ခဲ့တဲ့သူတွေဆိုတော့ဒီအလုပ်လေးပုံမှာပဲတစ္ဆာရှိရှိနဲ့ကျွန်တော်တို့အများအားနဲ့လုပ်သွားမှာမလုပ်နိုင်တဲ့တနေ့တော့လုံလုံကြောက်ခိုင်းရမှာပေါ့ဟုတ်ကဲ့အဲ့ဒါလိုက်ဆုံးမယ်ငါပြောပြီးနဲ့ဒူရင်းမှာအော်အော်အော်ကောင်ပါဆင်းရှင်းဘယ်တော့ငါပြောပြီးနဲ့ဒူရင်းပြရပါလားပရိသတ်ကိုမာမီသက်ကအနုပညာသမားနှစ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်ကပြိတက်ကိုတခုတည်းကျွန်တော်မတင်ပြခြင်းအခုဟိုဘောကျွန်တော်ရဲ့ဆရာတယောက်ပြောဘူးတယ်မင်းကတဲ့အနုပညာသမားလုံးပါလားဆယ်လီလုံးပါလားတဲ့အကျွန်တော်ကအနုပညာသမားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနုပညာသမားပဲလုံးမှာအေးအဲ့ဒါဆိုအနုပညာသမားဆိုဆွဲဆုံးလုံးနိုင်ရမယ်ကွာအနုပညာရှင်မဟုတ်ဘူးเนาะအနုပညာသမားခံယူတိုင်းဆွဲဆွဲဆုံးလုံးပြနိုင်စွမ်းရှိရမယ်ဆွဲဆုံးလုံးနိုင်ရမယ်အဲ့တော့ကျွန်တော်မှပြိတက်ကို တခြားခြားကင်တာလေးချပြတာနောက်တစ်ခုကကျတော့ကျွန်တော်အခုရုပ်ရှင်ကားကြီးဒီပါခေါ်တယ်မှတ်လားဟာတာဆိုသူတို့ကတန်းအောက်တစ်ခုမှပဲထားရတာဟာတာဆိုတော့တန်းအောက်တစ်ခုမှပဲထားရတာသူတို့ကငိုတက်မှဒရမာရမှသူတို့ကမင်းသားဆိုတဲ့နေရာကိုသူတို့ကမြင်ကြတာအဲ့အဲ့ဒီအယူလွဲတွေကိုလည်းကျွန်တော်က၆ပြက်ချင်တယ်ဟာတော့ကျွန်တော်အနုပညာသမားစင်စံအလုံးနဲ့ပဲကျွန်တော်တတ်သိပြမယ်ဟာတာကိုလုံးကြည့်လိုက်ပါငိုတာတက်ပို့ခတ်ပါတယ် ဒါလေးတွေကကျွန်တော်တို့ဘယ်လိုပြောအနုပြသမားဆိုသိပါတယ်ကျွန်တော်မှကျွန်တော်ပြိသက်တွေရှင်ရပြီဒီနေရာကိုရောက်တယ်ဆိုတာပြိသက်အားပေးမှုကြောင့်ရောက်လာတာလေရုပ်ရှင်ကားကြီးတွေကျွန်တော်ခေါ်တယ်ဆိုတာကျွန်တော်တော်လို့ကျွန်တော်ကောင်းလို့ခေါ်တာမဟုတ်ကျွန်တော်မှပြိသက်ရှိနေလို့ခေါ်တာအဲ့တော့နံပါတ်1ကျေးဇူးရှင်တွေကျွန်တော်ပြိသက်ပဲအဲ့တော့ကျွန်တော်မကြောက်ပါဘူးပြိသက်ရှိဘယ်တော့မှမကြောက်ဘာဖြစ်ဆိုကျွန်တော်မှဘာမှမရှိနေပြီလို့စီကျွန်တော်ပြိသက်တွေရှင်ရပြီပြိသက်ရှင်ထမင်းစားလို့ရတယ် ်အခုအတကယ်ပြောတာနော်ဟုတ်တယ်နော်ကိုကိုကိုအမြဲတမ်းလိုအပ်နေတယ်လို့ယူဆမှာအရာမှလူတော်လူကောင်းဖြစ်မှာငါဖြစ်ပြီးငါပြည့်စုံပြီဆိုရင်အဲ့လူကအခုကြရင်ကြမကြရင်နောက်မကြောက်ကြမပြုတ်ကြမအောက်ကိုပုတ်ကနေပြုတ်ကြမမရအောင်ဆာမင်းများဖတ်ဖို့လိုတယ်အမှုပညာတမားတိုင်းကတော့ချမ်းသာတယ်မှာမပါပါဘူးချမ်းသာတယ်ဆိုတာလေဒီအမှုပညာအလုပ်တစ်ခုတည်းကြောင့်မဟုတ်ဘူးတခြားစီးပွားရေးရှိလို့ အကျွန်တော်တို့အမှုပညာတလုတ်ပဲရှိတယ်ပြိတက်ကျွေးတဲ့သမင်းပဲကျွန်တော်ပုံမှန်စားနေရတယ်ဒါပါပဲချမ်းသာရတယ်မှာမပါပါဘူးအထင်လဲမကြီးပါနဲ့ဘူးအဲဒါဆိုကျွန်တော်တို့မှလည်းတနည်းလုံးမှတနည်းစားဆိုတဲ့တိုင်တယ်အောက်မှာပဲအမှုပညာတမားတချို့တဝက်တော်များများကျွန်တော်တို့ပါဝင်ရှိနေတာပါအရင်မမီတက်တက်အခုမမီမမီတက်အများကြီးဘာတွေကြွားချလဲဆိုတာကျွန်တော်ဇက်လန်နေမှာကိုကြည့်တူတိလိမ့်မယ်ကျွန်တော်စူးစမ်းနေပါတယ်လိုအပ်ရင်လည်းထောက်ပြပါကျွန်တော်ဒီ ငယ်ရွယ်တဲ့သူကြောင့်ဖြစ်တဲ့ကြောင့်မလို့အမားတွေလည်းပါကောင်းပါနိုင်ပါတယ်ကျွန်တော်လည်းတိတဲ့တက်တဲ့ပုံကိုယ်တွေပါခဲ့ရင်လည်းကျွန်တော်ရဲ့စကားတွေကျွန်တော်ပြောတာတွေကိုလည်းတိခန့်ခွလွတ်နားလည်ပေးပါနောက်တစ်ခုကကြတော့တချို့တချို့ဆိုလဲပောက်ကြရည်မှန်းကြတယ်ဒါမှန်ပါပဲမှန်းလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ငါမှ तू မဟုတ်တာ तू မှငါမဟုတ်တာဆိုတဲ့စိတ်နဲ့ကျွန်တော်ရှေ့ဆက်သွားမှာပေါ့ဘူရီယိုဇူပြောကြတယ်အ